တာရှရိမှာပြန်လဲတော့ time band နဲ့ပတ်သက်ပြီးတော့တွားမယောင်ခင်မှာတိထားရမယ့်အကြောင်းအရာလေးတိထားရမယ့်အချက်လေးတွေကိုလာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ time band နဲ့ပတ်သက်ပြီးတော့အမရှောင်းရှောင်းတန်းကဘယ်လိုမျိုးဟာတွေဝင်တာလဲဘယ်ခုနှစ်တွေကြီးမှရှောင်းတန်းဝင်လဲဘယ်ပုံစံတွေကြမှရှောင်းရမှာဆိုတော့ဒီကနေ့လာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ time band နဲ့ပတ်သက်ပြီးတော့ပုံစံတူတိုင်းနဲ့ရှောင်းလို့မရဘူးခုနှစ်တူတိုင်းနဲ့ရှောင်းလို့မရဘူးเนาะဘာဖြစ်လဲဆိုတော့ ဒီအားနဲ့ပတ်သက်ပြီးတော့ရောင်းတန်းဝင်တဲ့ဟာတွေကခုနှစ်ဒီတိုက်ကြည့်ရမယ်ခုနှစ်ကြာတော့မှထုတ်လုပ်တဲ့အရေးအတွက်အ ਨੇ ဆုံးဖြစ်တဲ့ဟာလေးကိုရောင်းတန်းဝင်တာပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့အဲ့ဒါကြတော့မှထိုင်းပါအကြွေစင်းနဲ့ပတ်သက်ပြီးတော့မှခုနှစ်ဒီတိုက်ကြည့်ပြီးမှခုနှစ်ဒီအ ਨੇ ဆုံးထုတ်တဲ့ဟာလေးတွေကြာမှရောင်းတန်းဝင်တာပဲဖြစ်တော့မှထိုင်းပါအရွက်တွေကြာတော့မှထိုးချချက်ဖြစ်မှရောင်းလို့ရတော့မှဥမာအမှတ်စင်တွေကနေကွဲလွဲမှုရှိမှပါရမှုရှိမှလာရောင်းလို့ရတာပဲဖြစ်ပါတော့မှ ဘယ်လိုပြောမလဲအရှိမရေးတဲ့မှတ်စင်တွေကလည်းနောက်ဘက်ချမ်းမှာလည်းပေါ်တယ်နှစ်ဖက်စလုံးပေါ်နော်ဒါမှမဟုတ်မဆယ်နေကနေအလုံး0 0 9 0 9 1 0 1အဲ့လိုမျိုးအလုံးဖြစ်တဲ့ခါကျမှရောင်းတန်းဝင်လာပဲဖြစ်ပဲเนาะပြီးတော့ဒီအားလေးတွေရှိပြီးတော့ဘယ်လိုရောင်းရမလဲဘာတွေလိုအပ်လဲဆိုတာကိုအဲဒီနေ့အသေးစိတ်ကိုလာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါเนาะဒီအားလေးနဲ့ပတ်သက်ပြီးတော့ရှိရတယ်ဘယ်မှာရောင်းရမလဲဆိုတော့ တွားရောက်မယ်ဆိုရင်ဘာတွေတွားဘာမှမလိုအောင်เนาะမာဘာ passport မှလည်းမရှိဘူးမာဘာမှမလိုเนาะပြောမလို့တော့ဒီဟာလေးကြတော့မာခုနှစ်ကန့်ညမှုရှိဖို့လိုတယ်เนาะခုနှစ်ကန့်ညမှုရှိဖို့လိုတယ်နောက်ပြီးတော့ရောင်းတန်းဝင်ဖို့လိုเนาะအဲ့ဒါလေးကြတော့အဲကန့်ညမှုရှိပြီးတူပြီဆိုရင်ကိုယ်တိုင်ကိုယ်ကျတွားရောက်လို့ရเนาะဟုတ်ကဲ့ပါဒါကြတော့တချို့ဆိုင်တွေကြတော့မာဆိုင်ရွက်စာတမ်းတွေလောက်ရမယ်ငွေကြိုတွဲရရဲဆိုတာအဲ့လိုမျိုးပြောလာတာရှိတယ် တော့ဘယ်လိုပြောမလဲဈေးပေးတာကတော်တော်လေးကောင်းတယ်ဈေးကလည်းပေးတာများတယ်ပေါ့နော်မှတရားဖြစ်ဖြစ်ပို့လိုက်တဲ့ခါကျတော့သူကတစ်ခုကိုဘတ်9000တသိန်းပါညာရတယ်လို့ပြောလာပေါ့နော်အဲကြောင့်မလို့ဒီဟာလေးတွေကျတော့ဒါတွေကအမှတွားပြီးတော့မယုံနိုင်ပေါ့နော်မှပတ်စံနေအဲတော်တော်များနိုင်ငံထိတဲ့လူတွေအများကြီးရှိတော့အဲကြောင့်မလို့ဒီဟာလေးကိုအဲတငယ်ချင်းမိတ်ဆွေတို့အနိုင်ခံမထိအောင်လာရောက်ပြီးတော့အမှအတိပေးရခြင်းပဲဖြစ်ပါတော့ကဲ့ ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ခုနပြောလို့ရှိတယ်ရောင်းချင်ဆိုရင်ဘာမှမလိုအပ်ပါဘူးခုနစ်ကန့်ညီမှုရှိဖို့လိုတယ်ရောင်းတန်းဝင်ဖို့ပဲလိုတော့အဲ့ဒါလေးတွေကန့်ညီမှုရှိပြီးရောင်းတန်းဝင်ဆိုရင်ကိုယ်တိုင်ကိုယ်ကျတွားရောင်းလို့ရအောင်ဟုတ်ကဲ့ပါတကယ်လို့မတွားတတ်မလာတတ်ဆိုရင်ကျွန်တော်ကိုဆက်တွယ်လာလို့ရအောင်အမှရောင်းရမယ့်ဆိုင်လိပ်စာတွေနေရာတွေကိုကျွန်တော်ကွန်မန့်မှာအတိအကျချပြပေးမှာပဲဖြစ်ပါတော့ဟုတ်ကဲ့ ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှအတိတ်စိတ်ကိုလာရောက်ပြီးတော့မျှဝေပေးတော့တာပဲဖြစ်ပါတော့ဟုတ်ကဲ့မရှင်းတာရှိလို့ရှင် comment မှာအတိတ်စိတ်ကိုမေးမြန်းလို့ရပါတော့အားလုံးအလောက်ကန်စင်ပြေကြပြီကန်ကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါခင်ဗျာ